မြမတက်မတော်မှာတော်သုံးတော်ရှိတဲ့ဆိုတဲ့အကြောင်းပထမဆုံးထုတ် వే တဲ့စာအုပ်မှာတင်ပြခဲ့ပြီးတဲ့နောက်ယခုတဖန်မြမပြည်မှာဆရာနာရှင်တွေကြောက်ရွံ့နဲ့တားသုံးသားရှိတယ်ဆိုတာတင်ပြပါမယ်။အဲ့ဒီဆရာနာရှင်တစုကြောက်ရွံ့နဲ့တားသုံးသားဆိုတာကတော့ဖရာသာယဟန်တန်ဃာတော်များ၊ကျောင်းသားများနဲ့စစ်သားများပဲဖြစ်ကြပါဗျ။ မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့အာဏာရှင်စန့်ကျင်မှုအရေးအခင်းလှုပ်ရှားမှုအများစုဟာအဆိုပါသားသုံးသားတို့ပါဝင်ခဲ့ခြင်းကြောင့်ဆက်အာဏာရှင်တွေတုံ့လုံးရှောက်ရှားဖြစ်ခဲ့ကြရပါတယ်။ဒါတင်မကသေးပဲသားသုံးသားဟာပြည်သူလူထုနဲ့လက်တွဲပြီးတော့အစိုးရအဖွဲ့ဆက်တိုက်ဖြုတ်ရှားနိုင်ခဲ့တဲ့အထိအစွမ်းထက်မြက်လာပါတယ်။မြန်မာနိုင်ငံမှာ1962မတ်လ2ရက်နေ့ကစပြီးဗိုလ်ချုပ်ကြီးနေဝင်အာဏာသိမ်းခဲ့ရမှာ ဆရာနာရှင်ခေအဆက်ဆက် မာဆာလာနာဝတာ နာအဖာတို့တိုင်းတာတုံးတာဥဆောင်ပါဝင်လှုပ်ရှားခဲ့တဲ့အာနာရှင်စန့်ကျင်ရေးအရေးအခင်းကြီးတွေဆက်တိုက်ပေါ်ပေါက်ခဲ့ပါတယ်။အထင်အရှားဖြစ်ခဲ့ရတဲ့အရေးအခင်းတွေကိုတင်ပြရမယ်ဆိုရင်ပထမဦးဆုံး1962ဇူလိုင်လ9ရက်နေ့မှာဖြစ်ပွားခဲ့တဲ့7 July လို့လူသိများခဲ့တဲ့တက္ကသိုလ်တက်မကအဆအဦး မိုင်းနဲ့ဖြိုခွဲခံရပြီးចောင်းသားအများအပြားသေဆုံးတန်ရာရဖမ်းဆီးခံရသောចောင်းသားအုံကြွားမှုအရေးအခင်1963ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ငြိမ်းချမ်းရေးចောင်းသားဆန္ဒပြပွဲ1968ခုနှစ်ဇူလိုင်လမှာဖြစ်ပွားခဲ့တဲ့တရုတ်ဗမာအရေးအခင်1969ကျွန်းဆွယ်အာကစားပွဲတော်အထီးကယော1980ရန်ကုန်တက္ကသိုလ်ရွှေရတူးလှုပ်ရှားမှု1984ဇွန်လ6ရက်နေ့အလုတ္တမအရေးအခင်1983 1994ဒီဇင်ဘာ5ရက်နေ့ဥဒန်းစာပနာကျောင်းသားအရေးအခင်1996မတ်လ23ရက်နေ့မှိုင်းရပြေအရေးတော်ပုံ1996ဇူလိုင်လ20ရက်နေ့ဘိုးကြီးအောင်ကျော်မြင့်ရဲ့အဖွဲ့အာနာသိန်းရန်ကြံစည်မှုနဲ့ဘိုးချုပ်ကြီးတင်ဦးအားတိလျက်နဲ့ထိန်ရှံမှုဖြင့်အရေးယူတဲ့ဖြစ်စဉ်1988ဒီမိုကရေစီလူမှုအုံကြွားမှုအရေးတော်ပုံကြီး1990ဖျားသားတန်ဃာတော်များ၏ပတ္တနိုင်ကုံဇနာ တပိတ်ကန်ဆောင်ပွဲ1991နဲ့1996တွင်မှဖြစ်ပွားခဲ့တဲ့ရန်ကုန်တက္ကသိုလ်ကျောင်းသားအောင်ကြွားမှုအရေးအခင်1995ရန်ကုန်တက္ကသိုလ်စိန်ရတုအထိပ်အမတ်ကျောင်းသားလှုပ်ရှားမှု1996မဟာမြတ်မှုနေ့ဖရာကြီးဘိုက်ဖောက်ခံရမှုအရေးအခင်2003ခုနှစ်ကြောက်စဲတန်ကားတော်များနဲ့ကလာအထီကယုံဝင်းကြီးကျုပ်ဗိုလ်ချုပ်ကြီးခင်ညွန့်နဲ့ထောက်လန်ရေးအဖွဲ့အစည်းများကိုဖျက်သိမ်းနှိပ်ကွပ်မှုဖြစ်စဉ် 2009စက်တင်ဘာလမှာဖြစ်ပွားခဲ့တဲ့တန်ဃာတော်တွေဥဆောင်တဲ့ရွှေဝါရောင်တော်လှန်ရေးတို့ဖြစ်ကြပါဗျ။ဒီအရေးခင်းတွေဟာဆက်အနာရှင်တွေကိုစန့်ကျင်တဲ့အတွက်ဖြစ်ပေါ်လာရတဲ့အရေးခင်းတွေဖြစ်ကြပါဗျ။ဒီအရေးခင်းတွေမှာသားသုံးသားရဲ့အရေးကြီးတဲ့ဥဆောင်မှုအခမ်းကဏ္ဍတွေကို တွေ့မြင်ကြရမှာဖြစ်ပါဗျ။ဆရာနာရှင်တွေဟာသားသုံးသားကိုဘလို့ရင်ဆိုင်ခဲ့ရတယ်။ ထိုင်လန်တကြားဘလို့ဖြည့်ရှင်းနှိပ်ကုတ်ခဲ့ရတယ်ဆိုတာတွေကိုမျိုးဆက်သစ်တွေသိရှိဖို့အသေးစိတ်တင်ပြသွားပါမယ်။အာနာရှင်စနစ်အောက်ကပြည်သူလူထုတွေကိုကဲတင်ခြင်းနဲ့တာသုံးသားရဲ့တော်လန်ရေးဖြစ်စဉ်တွေကိုလေးလာဖတ်ရှုရင်းမြန်မာပြည်သူလူထုအလုံးဒီမိုကရေစီတော်လန်ရေးတတိနဲ့အတူတာသုံးသားနဲ့လက်တွဲကအောင်ပွဲရသည့်အထိဆက်တိုက်တိုက်ပွဲဝင်ကြရမှာဖြစ်ပါတယ်။မြန်မာနိုင်ငံရေးနဲ့မဟာကျောင်းသား ်ဆရာနာရှင်တွေဟာတာတုံးသားတွေကចောင်းသားတွေကိုဘလို့အညိုကြီးကြီးနဲ့နှိပ်ကွတ်တယ်။ចောင်းသားတွေကရော ကြောက်เสียရကောင်းလောက်အောင်ဘလို့အစွမ်းစားတွေရှိတယ်ဆိုတာကိုရှေးဥစွာတင်ပြသွားပါမယ်။ចောင်းသားဆိုတာဟာပွင့်လင်းရောသားပြီးဖိနှိပ်မှု မတရားမှုကို မကြိုက်တဲ့သဘာဝရှိပါတယ်။ခေပညာတက်ဖြစ်ပြီးနိုင်ငံတကာနဲ့ရှင်က အမြင့်ကျဲအသိဉာဏ်ကျွဲဝသူတွေလည်းဖြစ်ကြပါဗျ။ နေရှက်ကိုလိုနီလက်အောက်ကလွန်မြောက်ဖို့စ조사ခဲ့တဲ့မြန်မာနိုင်ငံကိုကယ်တင်ခဲ့တဲ့အာဇာနည်သူရဲကောင်းတွေဟာចောင်းသားတွေကဖြစ်လာတာမဟုတ်ပါလားခမ ्या ចောင်းသားတွေဟာသူတို့ရဲ့ငယ်ရွယ်နှုပြိုတဲ့ဘဝတွေကိုစတေးပြီးအသက်ပေးနေကြတာတွေဟာယာရုအာနာကိုလိုချင်လို့မဟုတ်ဘူးဆိုတာကိုလူတိုင်းသိကြပါတယ်။ဒါကြောင့်ယာရုအာနာကိုမတရားလိုချင်တဲ့စစ်အုပ်စုဟာចောင်းသားတွေကိုကြောက်ရွံ့ပြီးအကြမ်းဖက်နှိပ်ကွပ်ခဲ့တာပဲဖြစ်ပါတယ်။ ကျောင်းသားတမကနဲ့ကျောင်းသားလှုပ်ရှားမှုတွေဟာနိုင်ငံရေးပါတီအဖွဲ့အစည်းလောင်းရိတ်တွေအောက်ကကင်းလွတ်ပြီးတိကျလွတ်လပ်တဲ့အမျိုးသားနိုင်ငံရေးအင်အားစုကြီးတရက်အဖြစ်ပေါ်ထွက်လာခဲ့ပါတယ်။ဒါအပြင်ပြည်သူလူထုရဲ့ယုံကြည်စိတ်ရှာမှုနဲ့အာကိုအားထားပြုမှုကိုရရှိပြီးကျောင်းသားတွေရဲ့စွန့်လွတ်စွန့်စားတဲ့စိတ်ဓာတ်နဲ့အနစ်နာခံတတ်တဲ့စိတ်ဓာတ်တွေဟာလည်းအမှတ်ခံဖြစ်ခဲ့ရပါတယ်။ကျောင်းသားတမကနဲ့ကျောင်းသားတွေဟာပြည်သူလူထုနဲ့ပူးပေါင်းလက်တွဲပြီးကြီးမားတဲ့ မျိုးသားနိုင်ငံရေးလမ်းကြောင်းပေါ်မှာယက်တီခဲ့ကြတာတွေ့ရမှာဖြစ်ပါတယ်။ခင်ငါခေဖြစ်တဲ့ကိုလိုနီခင်းနဲ့လွတ်လပ်ရေးကြိုးပမ်းမှုခေပါလီမန်ဒီမိုကရေစီခေမာဆာလာစစ်အာဏာရှင်ခေနာဝါတာစစ်အာဏာရှင်ခေနာအာဖာစစ်အာဏာရှင်ခေတွေမှာကျောင်းသားတမကနဲ့ကျောင်းသားတွေဟာလွတ်လပ်ရေးရရှိမှုပြည်တနာပြည်တွင်းစစ်ရဲစဲရေးပြဿနာဒီမိုကရေစီနဲ့လူ့အခွင့်အရေးပြဿနာအမျိုးသားပြည်လည်တင်းမြတ်ရေးပြဿနာစတာတွေကိုအကျိတ်အနယ်ဖြည့်ရှင်းတောင်းဆိုခဲ့ကြပါတယ်။ ိုလိုနီခေတ်လွတ်လပ်ရေးကြိုးပမ်းမှုမှာတပြည်လုံးမှရှိတဲ့ကျောင်းသားလှုပ်ရှားမှုတွေကိုစီယုံကောင်းဆောင်နိုင်ဖို့ Obama Student Union ABSU လို့ခေါ်တဲ့ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများတမကကို1936မေလ10ရက်နေ့မှာစတင်ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ဥက္ကဋ္ဌဟာမစ္စတာရာဂျစ်ဖြစ်ပြီးအထွေထွေအတွင်းရေးမှူးကတော့ဗိုလ်ချုပ်အောင်ဆန်းပဲဖြစ်ပါတယ်။1938နှစ်ကုန်ပိုင်းမှာဗိုလ်ချုပ်အောင်ဆန်းဟာဥက္ကဋ္ဌဖြစ်လာခဲ့ပါတယ်။ လွတ်လပ်ရေးရပြီးချိန်ပါလီမန်ခေတ်ဖြစ်တဲ့1951ဩဂုတ်လ15ရက်နေ့မှာဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများတမကရဲ့ပြမအကြိမ်ကြီးလာကန်ကြီးကိုခေါ်ယူကျင်းပခဲ့ပါတယ်။အဲ့ဒီညီလာကန်ကြီးမှာ ABSU ကိုဖျက်သိမ်းပြီး All Burma Federation of Student Union လို့ခေါ်တဲ့ ABFSU ကိုပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။ပြည်တွင်းငြိမ်းချမ်းရေးဒီမိုကရေစီရေးနဲ့အမျိုးသားပညာရေးတိစောက်ရေးတို့ကို ရှာမှတ်နိုင်ခဲ့ပါတယ်။ 1953မတ်လမှာကျောင်းတလပိတ်အရေးတော်ပုံပေါ်ပေါက်ခဲ့ရာဖာစာပါလာအစိုးရကတပိတ်ကိုပြစ်ခတ်ဖြိုကွဲခဲ့ပါတယ်။1956အောက်တိုဘာလမှာဖာစာပါလာအစိုးရဟာကျောင်းသားတမကများကိုအစိုးရအထက်တန်းကျောင်းတွေမှာမဖွဲ့စည်းဖို့အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ဒါအပြင်ကျောင်းတွင်စည်းရုံးလှုပ်ရှားမှုများကို မပြုလုပ်ရန်ညွှန်ကြားလာရာထိုအမိန့်ထုတ်ပြန်ချက်အပေါ်တွင်ကျောင်းသားများကစန့်ကျင်ကပ်ကွက်ကြပြီး မြန်မာတပြည်လုံးတပိတ်တိုက်ပွဲ ပြန့်နှံ့ဆင်နွှဲခဲ့ကြပါတယ်။ចောင်းသားကောင်းဆောင်60ကြော်အဖမ်းခံရပြီး200ကြော်ចောင်းထုတ်ခံခဲ့ရပါတယ်။ဖာစာပါလာအစိုးရဟာအထက်တန်းចောင်းတွေမှာចောင်းသားတမကများအစားចောင်းកောင်စီများသာဖွဲ့စည်းဖို့ညွှန်ကြားခဲ့ပါတယ်။1956မှာ ABFSU မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားတမကအဖွဲ့ချုပ်ရဲ့စုထအကြံကွန်ကရက်ကိုလက်ကောင်1958မှာပြစ်စမအကြံကွန်ကရက်ကိုလက်ကောင်အောင်မြင်စွာကျင်းပနိုင်ခဲ့ပါတယ်။ 1958စက်တင်ဘာလမှာစစ်အစိုးရဟာအင်ဆောင်အစိုးရအဖြစ်တက်လာတဲ့အခါဒီမိုကရေစီအင်အားစုတွေနဲ့ကျောင်းသားတက်မှတ်ကများဟာတပြည်လုံးကိုစီယုံလုံးစော်ပြီးဥပဒေပေါင်းအတွင်ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။အင်ဆောင်အစိုးရဟာတက္ကသိုလ်ကျောင်းသားတက်မှတ်ကခေါင်းဆောင်ဖြစ်တဲ့ကိုခင်မောင်အောင်နဲ့ဖိုးတန်ကျောင်းတို့ကိုကိုကိုကျွန်းပို့ခဲ့ရမှအစပြုပြီးကျောင်းသားနဲ့ဆက်အာနာရှဲစတင်ထိတ်တိုက်တွေ့ခဲ့ကြပါတယ်။ 1960အောက်တိုဘာလမှာ AVFSU ရဲ့စထမအကြိမ်မြောက်ကွန်ကရက်ကိုဆက်လက်ကျင်းပနိုင်ခဲ့ပါတယ်။ဒါအပြင် KMD တရုတ်ဖြူများမြန်မာနိုင်ငံအတွင်းနောက်ဆုံးအကြိမ်ကျူးကျော်ဝင်ရောက်ခဲ့ရာတရုတ်ဖြူကျူးကျော်မှုနဲ့နေချက်ဆက်ကျင်ရေးကော်မတီကိုဖွဲ့စည်းကာကျောင်းသားသမဂ္ဂများ UCB အမေရိကန်တန်ယုံမှဆန္ဒပြကန့်ကွက်ခဲ့ကြပါတယ်။ပါလီမန်ခေတ်ကာလမှာလက်နက်ကင်ဒေါ်လာရေးထက်ဥပဒေအတွင်းဒီမိုကရေစီလှုပ်ရှားမှုများပုံမှန်များပြခဲ့ပါတယ်။ ဥပဒေအတွင်ဒီမိုကရေစီလှုပ်ရှားမှုဟာတိုက်ပွဲအမျိုးအစား၃မျိုးရှိပါတယ်ပထမအမျိုးအစားကတော့ဘဝတိုက်ပွဲလို့ခေါ်တဲ့စီးပွားရေးကြက်တဲမှုတိုက်ပွဲဖြစ်ပြီးအလौတမဆက်ရေးចောင်းသားလူငယ်များရဲ့စားဝတ်နေရေးအတွက်ဥပဒေចောင်းစည်းကမ်းနဲ့ကုံစင်းတော်လစာတွင်းမြင့်ရေးစတာတွေကိုတောင်းဆိုတဲ့တိုက်ပွဲဖြစ်ပါတယ်ဒုတိယအမျိုးအစားကတော့ဒီမိုကရေစီနဲ့လူအခွင့်အရေးတိုက်ပွဲဖြစ်ပါတယ် တတိယအမျိုးအစားကတော့နိုင်ငံရေးတိုက်ပွဲလို့ခေါ်တဲ့ပြည်ရင်းစစ်ရစဲရေးနဲ့ဆီယနာရှင်စနစ်စန့်ကျင်ပြုတ်ကျရေးတိုက်ပွဲဖြစ်ပါတယ်။ဥပဒေအတွင်းဒီမိုကရေစီလှုပ်ရှားမှုဟာပြည်သူလူထုပါဝင်မှုအလုံးကိုလုံးဝအားပြုရတဲ့တိုက်ပွဲဖြစ်တယ်လို့ကျောင်းသားလှုပ်ရှားမှုနဲ့ကျောင်းသားတမကတွေဟာလူထုတိုက်ပွဲတွေရဲ့ရှေ့လှန်သွားထိတ်ကနေပါဝင်ခဲ့တာတွေ့ရပါတယ်။ ပြည်တွင်းစစ်နဲ့ဆရာနာရှင်စနစ်ဟာလွတ်လပ်ရေးရပြီးချိန်ကစပြီးခေတ်သစ်မြန်မာပြည်ရဲ့တမိုင်းကြောရိုးဖြစ်နေသလိုပြည်တွင်းစစ်ရစဲရေးနဲ့ဆရာနာရှင်စနစ်ဆက်ကျင်တိုက်ပွဲတွေဟာလည်းခေတ်ရဲ့တောင်းဆိုမှုဖြစ်တဲ့1962မတ်လ2ရက်နေ့ဗိုလ်နေဝင်းအာနာသိန်းရကစပြီးစင်ဆက်မပြတ်ဖြစ်ပေါ်လာခဲ့ရပါတယ်7 July ညတန်း 1962နှစ်မတ်လ2ရက်နေ့မှာဘုန်နေဝင်းအာနာသိမ့်ပြီးတဲ့အခါဆရာနာရှင်စနစ်ကိုပထမဆုံးစန့်ကျင်ကပ်ကွက်သူဟာចောင်းသားများဖြစ်ကြပါတယ်။အာနာသိမ့်ပြီးပြီးချင်းမတ်လ3ရက်နေ့မှာဗမာနိုင်ငံလုံးဆိုင်ရာចောင်းသားတမကများအဖွဲ့ချုပ်ဘာကာတာရန်ကုန်တက္ကသိုလ်ចောင်းသားများတမကတာကာတာနဲ့ရကုံခရိုင်ចောင်းသားများတမကရကတာတို့ပူတွဲပြီးပြင်ညာချက်တစောင်းထုတ်ပြန်ကစစ်တပ်ကအာဏာသိမ်းခြင်းကိုကန့်ကွက်လိုက်ကြပါတယ်။ ဖာဇာပါလာပါမညာတာစတဲ့နိုင်ငံရေးပါတီကြီးတွေကစောင့်ကြည့်ဖို့ဆုံးဖြတ်ထားတဲ့အချိန်မှာចောင်းသားတွေကပြက်ပြက်သားသားကန့်ကွက်ခဲ့ကြလို့ဘူနေဝင်းဟာចောင်းသားတမကတွေအပေါ်မှာအာဃာတတရားထားခဲ့တယ်လို့သိရှိခဲ့ရပါတယ်တက္ကသိုလ်ရဲ့အုပ်ချုပ်ရေးနဲ့စီမံခန့်ခွဲရေးကိုပညာရေးဝန်ကြီးဌာနကဓာတ်ရိုက်ကင်တွယ်ခြင်းမပြုရန်တော်လှန်ရေးကောင်စီကမေလ9ရက်နေ့မှာကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ တက္ကသိုလ်အဥပဒေမှာပါတဲ့လုံပိုင်ခွင့်အားလုံးကိုလည်းတော်လရဲကောင်စီကကျင့်သုံးသွားမှာဖြစ်ကြောင်းနဲ့ចောင်းသားတွေကိုနှိုက်ကိုရှုပ်ရဲတဲ့ចောင်းဆောင်စည်းကမ်း22ရက်ကိုလည်းတတ်မှတ်လိုက်ပြန်ပါတယ်။အဲဒီနောက်မေလ၁၀ရက်နေ့မှာဘူနေဝင်းဟာတက္ကသိုလ်ကောင်စီဝင်တွေကိုတကုံရိတ်သားမှခေါ်ယူတွေ့ဆုံပြီးတက္ကသိုလ်ကောင်စီကိုဖျက်သိမ်းလိုက်တဲ့အကြောင်းပြောရာចောင်းသားတို့အတွင်မှာမကျေနပ်မှုပုံမှုများပြားလာပါတယ်။ မေလ29ရက်နေ့မှာတက္ကသိုလ်ကောင်စီကိုတော်လရေးကောင်စီရဲ့ကြေညာချက်အမိန့်30နဲ့ထုတ်ပြန်လိုက်တဲ့အခါတက္ကသိုလ်ကျောင်းသားများမပါဝင်ဘဲဆရာနာရှင်အရာရှိကြီးများနဲ့သာပါဝင်ဖွဲ့စည်းထားလို့ကျောင်းသားများအနေနဲ့ပုံမမကြေမနက်ဖြစ်ခဲ့ကြပြန်ပါတယ်။မေလ31ရက်နေ့မှာကျောင်းသားများနဲ့ပြည်လည်မှုရှိတဲ့ရန်ကုန်တက္ကသိုလ်ပါမောခချုပ်ဒေါက်တာတာလကိုယာရုကဖယ်ရှားလိုက်ပြီးဘူနေဝင်းဟာ ူရဲ့ဆရာတင်ရှားပါမောကဦးကကိုအစာထိုးခန့်အပ်လိုက်ခြင်းဖြင့်အာနာရှင်အပြုအမူစာတီပေါ်လာပါတော့တယ်။အမှန်မှာတက္ကသိုလ်အဥပဒေအရပါမောကကျောက်ယာတို့လက်လက်ရဲ့ပါမောကတွေတဲကရှင်ပြန်အရွေးခန့်ခွင့်ရှိပြီးတက္ကသိုလ်ဘွဲရအသင်းဝင်တွေလှစ်ဝက်မဲပေးတဲ့စနစ်နဲ့ရွေးကောက်တင်မြောက်ရမှာဖြစ်ပါတယ်။အနာရှင်တွေထုတ်ပြန်တဲ့ပညာရေးစည်းကမ်းသစ်မှာလည်းလူဥခွင့်ရေရှိုးဖောက်ရာရောက်တဲ့အချက်အလက်တွေများစွာပါရှိပြီးကျောင်းသားတွေကထောက်ပြကန့်ကွက်မှုပြုလုပ်လာကြပါတယ်။ တာကတာအဖွဲ့မှပါမောက္ခယုံကျုံတို့တရားဝင်စာပေးပို့ခဲ့တော်လဲပြန်ကြားမှုတစ်ခုမှမရရှိခဲ့လို့အုပ်ချုပ်ရေးအပိုင်းနဲ့ចောင်းသားတွေကြားမှာတင်းမာမှုပြင်းထန်လာခဲ့ပါတယ်။ဘူနေဝင်းဟာဆရာကြီးဥက္ကာကိုចောင်းသားများအလိုမလိုက်ရန်ဖိအားပေးခဲ့ပါတယ်။တက္ကသိုလ်အဆောင်တကားကိုည၈နာရီပိန်မယ်။ဘသူမှအဝင်အထွက်မလုပ်ရလို့တင်းကျပ်စွာတားမြစ်လိုက်ပြန်ရာចောင်းသားတွေဟာဒေါသထွက်ကုန်ကြပါတယ်။ ဇူလိုင်လ၄ရက်နေ့ည9:00နာရီမှာတော့အဆောင်နေចောင်းသားတွေဟာကျွေးကြော်ကန့်ကွက်ဆန္ဒပြကြပါတော့တယ်။ဇူလိုင်9ရက်နေ့မှာចောင်းသားတွေဟာပါမောက်ခကျုံနဲ့တွေးခွင့်ပေးရန်ပန်ကြားပေမဲ့တွေးခွင့်မရတာကြောင့်ပိုဆိုးလာပြီးအဆောင်တကားကို လူအင်အားနဲ့တွန်းပွင့်လိုက်ကာလမ်းမပေါ်ထွက်လာကြပါတယ်။ဇူလိုင်လ6ရက်နေ့မှာ တက္ကသိုလ်နယ်မြေကို ပုံမှန်144နဲ့အမိန်ထုတ်ပြန်ခဲ့ပါတယ်။ ဇူလိုင်လ9ရက်နေ့နနက်7:00နာရီမှာကျောင်းသားတို့အစည်းအဝေးကျင်းပပြီးပုံမှန်144ကိုစံချိန်ကပ်ွက်ပြီးမတရားထုတ်ပြန်ထားတဲ့စီကံချက်22ချက်ကိုဖျက်သိမ်းပေးရန်တောင်းဆိုခြင်းနဲ့တက္ကသိုလ်ပရဝံအတွင်စီတန်းလှည့်လည်ခြင်းပြုလုပ်ကြပါတယ်ထိုစဉ်အစည်းအဝေးခမ်းမအတွင်စစ်ထောက်လာရေးနှစ်ဦးចောင်းသားအယောင်ဆောင်ဝင်လာတာကိုចောင်းသားများဖမ်းဆီးရမိတော့လဲသဘောထားကြီးစွာပြန်လွတ်ပေးခဲ့ပါတယ်။ ကျောင်းသားတွေဆန္ဒပြပွဲပြီးဆုံးချိန်မှာလဲရန်ကတ်တဲကရဲကားတန်းတစ်ခုရုပ်ရှင်ဝင်ရောက်လာပြီးအင်အား200ခန့်သုံးကကိုပါဆွေလေးနဲ့ကိုတက်အပါအဝင်ကျောင်းသားကောင်းဆောင်တွေကိုဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ကျောင်းသားများနဲ့ရဲတွေဟာအဓိပတိလမ်းပေါ်မှာထိတ်တရင်ဆိုင်တွေ့ဆုံပြီးရဲတွေကမျက်ရည်ယိုဘုံများနဲ့ပြစ်ရှင်နမတ်တုတ်များနဲ့ရရှင်တို့ကြောင့်ကျောင်းသားတွေလည်းရရခဲများနဲ့ပြစ်ပေါက်ရာရုံးရင်းဆန်ကပ်ဖြစ်ပွားခဲ့ပါတယ်။ တွေးတန်ရဲရဲနဲ့ចောင်းသားတွေကို တွေ့ရတဲ့အခါမှာចောင်းသားတို့ဟာပုံမနာကြီးလာပြီးတောင်ငူဆောင်တကုံဆောင်မန္တလေးဆောင်စားတဲ့ចောင်းသားတွေဟာအင်အားကြီးမားစွာပြန်လဲတုံ့ပြန်ကြရမှတိုက်ပွဲပြင်းထန်လာပြီးနောက်ပိုင်းမှာရဲတွေကဆုတ်ခွာပေးလိုက်ကြရပါတယ်။ဒါပေမဲ့ဆရာနာရှင်တွေဟာအဝိုင်းလေးမှတ်တိုင်အနီးမှာဆွဲအားကောင်းတဲ့အတန်ဖတ်ဆက်နဲ့လှုပ်ရှားမှုမတန်များကိုဖမ်းယူပြီးတော့မြမအတန်ကုတ်ကဲမှုယုံကိုစစ်ဆက်မပြတ်တည်င်းပို့နေပါဗျ။ သူတို့ရဲ့အနီးကပ်ကုကဲမှုနေရာကတော့မြမအတံမှာပဲဖြစ်ပါတယ်ဘ ਹੁ လုံးကြုံရေးကော်မတီဥက္ကဋ္ဌဘုံမူကြီးကျော်စိုးဘုံမူကြီးလှဟတ်ဘုံမူကြီးတန်းစေဘုံမူကြီးမောင်လွင်ဘုံမူကြီးပါဦးရဲကျုပ်ဥပအေးပမောက်ခကျုပ်ဥကာတို့ရှိနေကြပြီးအနိကက်ကုကဲမှုအဖွဲ့မှတာနာကလေးတက်ရင်မူဒုတိယဘုံမူကြီးစိန်လွင်စစ်အင်ဂျင်နီယာတက်မူဒုတိယဘုံမူကြီးလှမြင့်လက်ထောက်ရဲမင်းကြီးဦးလောင်ငွေတို့ပါဝင်တဲ့အဖွဲ့က အရှင်အနေကို မပြတ်ဆောင်ကြည့်နေပါတယ်။ဒုတိယကာကွယ်ရေးဦးစီးချုပ်ဗိုလ်မှူးချုပ်အောင်ကြီးလည်းလှုပ်ရှားသွားလာနေပါတယ်။ညနေပိုင်းမှာတော့စစ်ကားများရောက်ရှိလာကဂျာမနီနိုင်ငံလုံး BAG-3 BAG-4 မောင်းပြန်ရိုင်ဖယ်များကင်ဆောင်ပြီးတက္ကသိုလ်ဝင်းစာတိုင်းမှာစကအဓိပတိလန်တရှောင်းနဲ့မန္တလေးဆောင်ဝင်းဘက်ကိုမျက်နှာမူ၍စစ်သားများဟာအသီးသီးနေရာယူလိုက်ကြပါတယ်။ စာတိုင်ဝန်းရှန်စီယိုအနီးမှာဒုတိယပုံမူကြီးစိန်လွင်ကိုចောင်းသားတချို့ကတွဲဆုံဆွေးနွေးခဲ့ရာចောင်းသားတွေကပုံမူတို့တက်တွေကမာရုတ်ကတ်တဲ့အထိဆုပ်ခွာပေးရန်လေပြေထိုး၍ပြောရာအထက်အမဲအရလာခြင်းဖြစ်လို့စုပ်မပီးနိုင်ဟုပြန်လဲပြောဆိုခဲ့ကြောင်းသိရှိရပါတယ်။ပိုးစိန်လွင်က လူစုခွဲရန်နဲ့တငယ်ချင်းတွေကိုကို့အဆောင်ကိုပြန်ဝင်ခိုင်းရန်သာចောင်းသားတွေကိုပြန်လဲပြောဆိုခဲ့ပါတယ်။ចောင်းသားတွေကတချို့ဟာ၎င်းတို့အတွက်မရက်တည်တဲ့ မောခချုပ်ဥကရဲ့ကနံပါတ်စာမြင့်ဆောင်65ခုနဲ့ကျောင်းပိုင်ကစာမြင့်ဆောင်ရှောင်းနဲ့303တို့ကိုလမ်းမပေါ်မှာမီရှိုးလိုက်ရာတင်းမာမှုအထူးထိတ်ကိုရောက်ရှိလာပါတယ်။ထို့စဉ်တက္ကသိုလ်ရိပ်သာလန်အပေါ်စာတိုက်အနီးကို ဖီယက်ကတစီရောက်ရှိလာကဘိုးစိန်လွင်အားစာတဆောင်ပေးလိုက်ပါတယ်။ဒီစာကတော့ကျောင်းသားတွေကို ရရက်ဆက်ဆက်ပြစ်ခတ်ဖို့ပြစ်မိတ်ပေးတဲ့စာပဲဖြစ်ပါတယ်။ရန်ကုန်တက္ကသိုလ် ရန်ကုန်တက္ကသိုလ်ဟာကျောင်းသားတွေအတွက်ရန်ကျန်တက္ကသိုလ်ဖြစ်ခဲ့ပုံကိုဆက်လက်တင်ပြသွားပါမယ်။ဘူစိန်လွင်ဟာတမူးတွေကို ခေါ်ယူပြီးပြည့်ရညွန်ကြားပါတော့တယ်။အဲဒီနောက် G3 G4 မောင်ပြဲရိုင်ဖယ်တွေနဲ့တက္ကသိုလ်ဝင်အတွင်းမှာရှိတဲ့ကျောင်းသားတွေကို3မိနစ်ပြည့်2မိနစ်နားနဲ့စတင်ပစ်ခတ်ပါတော့တယ်။စစ်တပ်ရဲ့ရက်ဆက်စွာပစ်ခတ်မှုကြောင့်ဒဏ်ရာရသေဆုံးသူတရာဝန်းကျင်ရှိခဲ့ပြီးတက္ကသိုလ်နယ်မြေမှာကျောင်းသားတွေအတွက်ဥရမ်းမကြေစေရာသွေးကြွေးတင်ခဲ့ရပါတယ်။ အာနာရှင်စစ်ဘလူးဟာအာမရသေးပဲ1962ဇူလိုင်လ10ရက်နနက်၄နာရီဝန်းကျင်မှာစစ်အင်ဂျင်နီယာတပ်ကဗိုလ်မှူးထိုးရိပ်ဦးစီးပြီးတက္ကသိုလ်တမကအစအဦးကိုဒိုင်နမိုက်နဲ့ဖောက်ခွဲဖျက်ဆီးလိုက်ပါတယ်။ခုနှစ်နာရီမှာဘိုနေဝင်းဟာမြမအတံမဒါတာချင်းလှန်လန်ချင်းစိန်ခေါ်တဲ့မိန်ကွန်းကိုနားခစရာပြောကြားခဲ့ပါတယ်။ဘိုနေဝင်းပြောတယ်ဒါတာချင်းလှန်လန်ချင်း ဆူတာဗျာအဲ့တော့သစိန်ခေါ်တာပေါ့ဗျာနော်ဆိုင်ပင်ကျူလိုက်အစာပြူပေါ့အဲ့မှာကျောင်းသားတမကကြီးဗျာတမိုင်းဝင်ဗျာခင်ဗျာညချက်စကြီးဖတ်ချက်ပုံကြီးပြောတယ်โอเคပါတယ်တော်သူကကျောင်းသားတမကအဆုံးဘုံဖွဲခဲ့ပါပြီပေါ့โอเคပါတယ်ပေါ့ပြီးပါပြီပေါ့ဗျာအဲ့ဒါကိုအောင်ကြီးကโอเคပါကျုံကျုံတာမဟုတ်ဘူးပေါ့ဘုံနေဝင်ကသူ့အမိန်ပေးထားတာ စစ်တပ်ကိုစိတ်နဲ့တော့မပြေပါနဲ့ဒီစစ်နဲ့ဆက်လင်းပြီးဘိုနေဝင်းနဲ့ဘိုအောင်ကြီးတို့ကโอเคဆိုတဲ့စကလုံးနဲ့သူလောက်တယ်ငါလောက်တယ်လို့နောက်ပိုင်းမှာအပြန်အလှန်ဆွဆွဲပြောဆိုကြပါတယ်ဘိုနေဝေးဟာဘ ਹੁ ကုကဲမှုဥက္ကဋ္ဌဘုံမူကြီးကျော်စိုးကိုတမကအဆောက်အဦထဲမှာရှိတဲ့ចောင်းသားတွေကို ထွက်လာဖို့အတန်ရှက်ဆက်နဲ့ပြောကြရန်မထွက်လာရင်ရီကိုင်လက်လက်နက်ကြီးနဲ့ပစ်ဖမ်းမယ်လို့ထဲသွင်းပြောကြရန်ညနေပိုင်းမမောင်ခင်လောက်ရက်နဲ့လိုအပ်ရင်လက်နက်ကြီးသုံးဖို့အမိန်ပေးတယ်လို့သိရပါဗျာ ရီကွယ်လက်နက်ကြီးဟာပောက်ကွဲမှုပြင်းထန်လွန်တဲ့ဆွာအားရှိရာ၎င်းလက်နက်ကြီးနဲ့ပြစ်လေအဆောက်အဦးမခံနိုင်ဘဲပွင့်ထွက်ကာမိုင်းဖောက်ခွဲခြင်းနဲ့ဆွာအားအတူတူပဲဖြစ်ပါတယ်။ဦးအောင်ကြီးကစေဝေးရန်ရှောင်ရှင်းရမှာဘိုလာဟန်နဲ့အတူဦးနေဝင်းထံတမကအဆောက်အဦးဘုံခွဲမဲ့ကိစ္စတားဆီးဖို့တွားရောက်ကြောင်းပြောပါတယ်။ဖြစ်စဉ်အမှန်ကဘုံခွဲရန်ကုကဲမှုအဖွဲကဆုံးဖြတ်တာကို၎င်းကဦးနေဝင်းထံအတီးပြူပေးရန်တွားရောက်တင်ပြခြင်းသာဖြစ်ပြီး၎င်းကိစ္စအား โอเคဆက်လောက်ပါဟုဥနေဝင်ကသဘောတူခဲ့ပြီးဥအောင်ကြီးကကုကဲမှုအဖွဲ့သို့ညွှန်ကြားပြောဆိုခြင်းသာဖြစ်ပါတယ်သမဂအစာအုပ်အတွင်းမှာနားခိုနေကြတဲ့ဒါရရចောင်းသူចောင်းသားတွေဟာအစာအုပ်ကြီးနဲ့အတူပျောက်ကွယ်သွားခဲ့ပုံဟာယဉ်နစ်စရာကောင်းလာပါတယ်။နေရှဲတွေကိုတော်လန်ဖို့ဖွဲ့စည်းခဲ့တဲ့တမတော်ဟာចောင်းသားအွယ်လူငယ်လေးတွေကိုတုတ်တင်ချိန်မုန်းနေတာကပိုပြီးယဉ်နစ်စရာကောင်းပါတယ်။ ဆရာနာရှင်တွေအနေနဲ့တက္ကသိုလ်ကောင်းစီတွင်ပါဝင်ကြရမှာကျောင်းသားတွေရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ကျောင်းသားအခွင့်အရေးတွေကိုနားလည်ကိုခြင်းစာနာစိတ်မထားပဲရှိုးနိုင်ကင်တွယ်မှုဟာမှာယွင်းမှုတစ်ခုဖြစ်ပါတယ်။နောက်ထပ်မှာယွင်းမှုတစ်ခုကတော့ကျောင်းသားတွေစီတန်းလဲလဲပြီးဆုံးချိန်မှာကျောင်းသားကောင်းဆောင်တွေကိုရဲတွေက နေကင်းကြောင်တောင်အချိန်ကျောင်းဝင်းအတွင်အတင်းဝင်ရောက်ဖမ်းဆီးခြင်းပဲဖြစ်ပါတယ်။ကိုကဲမှုလုပ်နေတဲ့စစ်အရာရှိကြီးတွေကလည်းအရှိအအနေတွေကိုထိမ့်သိမ့်ဖို့ စီမံခန့်ခွဲဖို့နဲ့နိုင်ငံရေးပရိရဲ့ပေါင်းဆက်ညှိနှိုင်းရည်ညံဖြစ်ပြီးနှိတ်ကိုဖို့ကိုပဲတောက်ဆနေကြောင်းကိုလည်းတွေ့ရပါတယ်။ဘိုနေဝင်းထံကပြိမိတ်စာမရခင်ကြောင်းသားများဘိုးစိန်လင်းနှင်းညှိနှိုင်းစဉ်ပမောက်ခကျုပ်ဦးကဘိုးအောင်ကြီးဘိုးကျော်စိုးတို့အနေနဲ့အမြန်လာရောက်ညှိနှိုင်းထိမ့်သိမ့်တင်ပါတယ်။ 1963ဇူလိုင်လ9ရက်နေ့မှာတော့7ဇူလိုင်တနင်္လာအခမ်းအနားကိုပြုလုပ်ခဲ့ကြရာကျောင်းသားများအလုံးမျက်ရည်ကျဝမ်းနည်းကုန်ယူကြပြီးကြာဆုံးသူများအထွတ်လွမ်းသူပန်းခွေရှာခဲ့ကြပါတယ်။မူလနေရာမှာယာယီကျောင်းသားတမကအဆအဦးကိုဖွင့်ပွဲ ပြုလုပ်ခဲ့ကြပါတယ်။အဲ့ဒီအချိန်ကစပြီးကျောင်းသားတိုင်းရဲ့ရင်ထဲနှလုံးသားထဲမှာဆရာနာရှင်စန့်ကျင်ရေးကိုဆုံးဖြတ်ချက်ခိုင်မာစွာနဲ့အမြင့်တွယ်ကိန်းဝေ့လာခဲ့ပါတယ်။ ကျောင်းသားတွေရဲ့နုပြိုတစ်လွန်နဲ့ရီမောတန်နေနဲ့စီကားခဲ့တဲ့ရန်ကုန်တက္ကသိုလ်ပရဝုံဟာယနေ့ဆိုရင်လျှောက်သွေးတိတ်ဆိတ်နေခဲ့ပြီဖြစ်ပါတယ်။တက္ကသိုလ်တွေကိုပြန်မဖွင့်ရဲလောက်အောင်စစ်အာဏာရှင်တွေဟာကျောင်းသားတွေရဲ့တက်တီကိုကြောက်ရွံ့တုံလို့ခဲ့ရပြီဖြစ်ပါတယ်။ဆယ်စုနှစ်များရှိပြီးကြာမြင့်ခဲ့ပြီဖြစ်ပေမဲ့ဒီဇူလိုင်9ရက်နေ့အရေးအခင်းကိုမှမီလိုက်တဲ့မျိုးဆက်တဲ့ចောင်းသားလူငယ်တိုင်းဟာ လက်ဆင့်ကန်တကူတကပေးဝေငါလို့မဟုတ်ပဲနှလုံးသားအတိလေးလာမှုကြောင့်ကိုစီကိုစီဆရာနာရှင်စန့်ကျင်ရမယ်ဆိုတဲ့ခံယူချက်အလိုလိုပေါက်ပွားလာခဲ့ကြပါတယ်။တက်မတော်မှာဘိုလောင်းအပတ်စဉ်29တယောက်ခဲတဲ့ထိပ်ပိုင်းအစင်ကစစ်အရာရှိကြီးတရှိုးဟာဇူလိုင်9ရက်နေ့အရေးခင်းကိုမှီလိုက်ကြပါတယ်။ဒါကြောင့်เจ้าเนี่ยပဲတငယ်ချင်းတွေရဲ့ဖြစ်စဉ်အပေါ်မှာဂယုဏတက်နေကြကြဘိုးနေဝင်းကရိတ်စားမိလို့အရေးအခင်းမိလိုက်သူတွေကိုတတိနဲ့စစ်စစ်ပြီးစောင့်ကြည့်ခိုင်းခဲ့ကြောင်းသိရှိရပါတယ်။ 1963ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲကြီးဖြစ်လာတဲ့အခါမှာလဲကြောင်သားသမဂ္ဂကြောင်သားတွေဟာဥပဒေအတွင်းရှိဒီမိုကရေစီပါတီအသင်းအဖွဲ့တွေနဲ့ပူးပေါင်းဖွဲ့စည်းထားတဲ့ပြည်သူ့ကော်မတီမှာတက်ကြွစွာပါဝင်လှုပ်ရှားခဲ့ကြပါတယ်1963နိုဝင်ဘာ10ရက်နေ့မှာလဲရန်ကုန်မြို့တော်ခမ်းမရှိ6ခရိုင်ငြိမ်းချမ်းရေးဆန္ဒပြပွဲမှာကြောင်သားသမဂ္ဂများကောင်းဆောင်ပြီးကြောင်သားဒုတိယလုံးတောင်းရှိပါဝင်ခဲ့ကြရာ လူတို့အင်အား3000ကျော်ပါဝင်တက်ရောက်ခဲ့ကြပါတယ် 1963နိုဝင်ဘာ18ရက်နေ့မှာပြည်တွင်းညဉ့်ညံရင်ဆွေးနွေးပွဲပြက်ပြားခဲ့ပြီးနောက်ဆရာနာရှင်တွေဟာအစုလိုက်အပြုံလိုက်အကြောင်းသားများအပါအဝင်လူပေါင်း3000ခန်းကိုဖမ်းဆီးထောင်ရွာခဲ့ပါတယ်။အဖမ်းမခံခြင်းနဲ့ကျောင်းသားကောင်းဆောင်ကိုပါဆွေလေးကိုတက်ကိုတင်ထွန်းကိုစိုးကိုညံဝင်းကိုစောဟန်နရီ စသည်တို့ဟာလက်နက်ကင်တော်လန်ရေးမှာပါဝင်သွားခဲ့ပါတော့တယ်။ 1963မတ်လမှာအမျိုးသားညီညွတ်မှုဥပဒေပြဋ္ဌာန်းကနိုင်ငံရေးပါတီအဖွဲ့အစည်းတွေကိုဆရာနာရှင်တွေကဖျက်သိမ်းခဲ့ပြီးကျောင်းသားလှုပ်ရှားမှုနဲ့ကျောင်းသားတွေကိုတဆင်တိုးဖိနှိပ်ခဲ့ရမှာကျောင်းသားသမဂ္ဂကြီး၃ခုနဲ့လုပ်ငန်းတာဝန်တွေလည်း1969ဧပြီလမှာခိတရက်ဆိုင်ခဲ့ရပါတယ်။ ဒါပေမဲ့ចောင်းသားတွေဟာအခွင့်သာရင်သာတလို့ဆ ਿਆ နာရှင်စက်ကြရေးဆက်လက်လှူရှာခဲ့ရာအလौတမားတပိတ်ဦးတန်းနှင့်မှိုင်းရပြေအရေးခင်းတွေမှာတမိုင်းကပီးထိုးလာအောင်ဆက်လက်ဆွမ်းဆောင်နိုင်ခဲ့ကြပါတယ်။